နစ်30ပြည့်တင်းတောင်းချင်းထိမဲ့ဖွဲ့အောင်ချင်းကိုဟဲဂျိုပြေဝေးအပီဇာသတ်ကင်ပြည်လိုက်ပါကြောင်းချင်းညာအပါလေခင်ဗျာဘဘဘဘလေးနဲ့ပေါ့အဲ့လိုမျိုးကြိုက်လို့ရလားမဆူထဲလို့ရလားမဆူထဲလို့ရတယ်အေးမဆိုင်နေတူဒီစကြလေးပေါ့နော်တအားနာတယ်ဒါဆိုရင်လေသူရှိရွှေစင်ကလေအားပေးတာပါရှင်အနေကအထောက်ပေါ်95ခုလိမ့်မှာစပြီးတော့ဖွင့်ရတာဖြစ်တယ်

ေပွဲတက်တာတော့ဖိတ်လို့ပေါ့မဖိတ်တက်လို့မှမရစီရောဒါဟာအန်တီမင်းမြင့်တွေကကြတော့ဒါနှစ်30ပေါ့နော်တတိရွှေစင်မှာမန္တလေးမှာနာမည်တစ်လုံးနဲ့ရက်တိလာတဲ့ရွှေဆိုင်ကြီးဖြစ်ပါတယ်အဲအခုလိုမျိုးတက်ရောက်ခွင့်ရတဲ့လည်းအယံဝတ်တာပါတယ် င်ဆက်ရှိစပိုးလာပါတော့ဘုံတစ်ခေါက်လေးဆိုင်တွေ့ဟုတ်ပုံတွေ့ရတယ်ရှင်အဲ့ကြာပြီတော့ဆက်ရှိစပိုးလာကတော့ရိုက်ခူးတယ်ဘောတော့ဆင်မဲ့လဝေးတဲ့နဲ့လိုက်ဖက်တဲ့အဝတ်စားတွေအဲဒီဇိုင်းတွေပေါ့နော်အာပပိုင်ရမယ့်စီစဉ်တော့လေးရဲ့ပိုင်ဒီအရောတီးရွှေစင်းလဝရရတယ်။ဒီနေ့ဥဆောင်လေးကတော့ဒီမန္တလေးကနိုင်ငံကျော်ဒီဇိုင်နာပပန်းအစီအစဉ်ပေးရပါ။စတိုင်လင်းကအစားအကုန်လုံးပေါ့နော်။ပြီးဆိုလည်းဒီဇုံကဒီဇင်မန်လေးတွေရောဒီ ဝိမဲ့ယတနာတွေပါဒီချွေရလားပပန်းစင်ထားပါအစီရောဝတ်တဲ့ပစ္စည်းလေးဆိုလဲအန်ဒီရောအစ်စ်ထုတ်ထားပေးရပါတော့အရင်လာရင်ငကက်လေးဆိုလဲအရင်လာယခုချိန်မှာစတင်ပြီးဒေါ်ပိုင်းသမီးဒီရီချွေစင်ဆိုင်ရှိသနာဆိုင်နှစ်30ကျင်းတင်းတောင်းကျင်းထိမဲ့ပွဲတော်ချင်းကိုဟဲဂျိုပြေမီအောင်ကြီးစွာစတင်ဖွင့်လိုက်ပါကြောင်းချင်းညာလာပါလေခင်ဗျာ တရားတော့ပြောမယ်ဆိုရင်တတိရွှေစီဖောင်တာပေါ့နော်။အတိုင်းရင်တတိတတိရွှေစီဆေးရွှေနဲ့ဆိုပြီးတော့အန်ဒီတို့က1995ခုနှစ်မှာစပြီးတော့ဖွင့်ခဲ့တာဖြစ်ပါတယ်။ generation အန်ဒီနေလို့ဆိုရင်တော့အန်ဒီက third generation ပေါ့။အန်ဒီရဲ့မိဘအဖေရဲ့အဖေရဲ့ဖေဘက်ကအဖိုးဘွားမိဘက်ကအဖိုးဘွားတွေကကောင်းတော့ရွှေကုန်းတွေတွေပဲ။ဒီနှစ်30တွင်မှာအန်ဒီတို့ဒီလိုပေါ့ကိုယ်ကိုလုံးချီလို့ပေါ့အားပေးကြတာပေါ့နော်။ကိုယ့်ရဲ့ရွှေရည်သွေးနဲ့ လက်ရတွေကိုကြိုက်လို့အားပေးကြတဲ့မိတ်ဆွေတွေကလည်းအများကြီးပဲပြပေါင်း30အတွင်းမှာဒီလိုဝယ်ယူအားပေးလို့လည်းအတူတူအနေနဲ့အစာတင်ကြောင်းတွေတို့ဟောဖုန်းကြီးကြောင်းတွေဟိုလိုမျိုးပေါ့နော်အဲ့လိုလိုအပ်တဲ့နေရာမှာလူတန်းနေရာတွေလည်းအများကြီးပဲဟိုမစိုးရိမ်တဲ့တဲ့တို့ဘာမှမဆိုရင်အတူတူငါတဲ့ကြောင်းတွေကဆောက်ပြီးခဲ့ပြီပေါ့နော်အဲ့လိုကြောင်းတွေကတော့အများကြီးပဲအတူတူလူပြစ်ခဲ့တယ်ဒါတွေကလည်းကိုယ့်ကိုချစ်လို့ယုံကြည်လို့ကိုယ့်ရဲ့ဆံရွှေရွှေကိုနှစ်တဲ့လို့အားပေးကြတဲ့ကိုယ့်ရဲ့မိတ်ဆွေတွေရဲ့အလူပဲဖြစ်ပါတယ် ။အဲသူတို့ဒီလိုဝယ်ယူအားပေးလို့လည်းအန်တီတို့ကလူနိုင်တာလည်းဖြစ်ပါလေ။ကျွန်တော်တို့ကဆိုလို့ရှိရင်နေပေါင်း30ရှိပါပြီနော်။နေပေါင်း30ပြန်လာလည်းဝယ်ယူအားပေးခဲ့တဲ့ဒီစင်များအားလုံးလည်းတော့ကျွန်တော်တို့ဒီဒီရှင်ပြည်ပြည်ကြီးကိုဆက်လက်ပြုလုပ်မှလည်းအားပေးကြပါဦးလို့ကြောက်ကြရင်ကျွန်တော်ချက်ပါမယ်။ကျွန်တော်တို့ကဒီမန္တလေးမြို့ကဒေါ်ရီရေးပါရှင်။ဒီမှာအင်ဂျင်ဆိုင်ပါ။ ီးရီးရှင်စင်ကိုအားပေးတာဆိုလို့ရှိရင်ဆယ်နှစ်ကျော်တိုင်ခဲ့ပါပြီရှင်အဲဒါအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့မထားတဲ့ဒီအားလေးတွေဆိုလို့ရှိရင်လည်းတီးရီးရှင်စင်အားပေးထားတော့ပါဒီစာကြောလေးဆိုရင်လည်းဒီစာကြားလေးပေါ့နော်တအားနာတယ်။ဒါဆိုရင်လည်းတိတိရွှေစင်ကလည်းအားပေးကြတာပါရှင်။အဲဒီလိုမျိုးပတ်စံအိတ်တွေဆိုလည်းဒါတိတိရွှေစင်ကပဲကျမတို့အများနဲ့ဝယ်ယူအားပေးပါတယ်ရှင်။ချွေရည်သွေးလည်းကောင်းတယ်။နောက်ကြတော့မမနွယ်တို့ကလည်းလေ ဟိုစိတ်ထားတွေလည်းကောင်းတယ်ဟိုတီတီရွှေတွေရဲ့စောင်းမုံတိုင်းပေါ့နော်ဝယ်ယူအားလုံးကိုပေါ့နော်ပျော်ရွှင်စေချင်တာတီတီရွှေစမားဆိုတဲ့အတိုင်းပဲဝယ်တဲ့လူတွေအားလုံးကိုလေသူကဟိုပျော်ရွှင်စေချင်တာမကပေါ့နော်သူတို့ရှိမှဝယ်ရတာစိတ်လည်းချမ်းသာတယ်အဲ့လိုပေါ့နော်အဲ့ဒီဒီလိုပြောရုံးနေပဲမို့ရဲ့အားလေးအပြိုအားတိရနော်အဲ့ဒါလေးပြောပါဦးဟာဟာတဲ့ရုံးနေပဲမို့ရဲ့ဟိုဆွဲထားတဲ့ဆွဲကျိုးလေးရဲ့အဲငကလေးရဲ့အခုဒီပွဲမှာပေါ့နော်အားပေးဖြစ်ပါတယ် ။ဘာလို့လဲဆိုတော့သမီးကလေးကရုံးတင်လုံးကိုသဘောကျတယ်ဆိုတော့အဲသူ့ဝတ်ထားတဲ့အားလေးကိုလည်းဘာလို့ဒီ30ပြည့်ဒီကတော့တက်30ဆိုင်ပုံပွဲမှာပေါ့နော်အမတ်တရနေနေအားပေးပြတာပါရှင်အခုဒီ TV ရွှေစင်ဆင်ချီမှာဆိုင်ရဲ့နှစ်30ပြည့်ရဆပြီးတော့ပါစင်ရင်းဆက်ဖြစ်ဆက်ဆက်ဒီတက်ပို့ပြီးတော့အောင်းမြင်ပြီးတော့အပနိုင်ပါပြီဒီမှာတော့ဝေးနေနေဝေးရမယ်ဒီဇိုင်းလေးကအစ်အစ်ခတ်ထားတဲ့ဒီဇိုင်းလေးဝေးရမှာပေါ့နော် အခုအပြင်အစင်လေးနေမှာဆန်လက်ကြတာဒီဘောလုံးဆက်ကြိုးလေးဘောလုံးငကက်လေးပဲဖြစ်သွားပါတကယ်တော့ခုထားခပ်လေးကတော့စီရဲ့အလားလေးနဲ့လိုက်ဆက်လေးပေါ့ခပ်လေးဟုတ်တယ်အဲ့လို mix တော့နည်းနည်းဖြစ်သွား mix and match လုပ်ကဒါပေမဲ့ဒီဝတ်စုံလေးနဲ့စီတင်တာလေးဒီဘောလုံးဆက်ကြိုးနဲ့အရင်လာပဲအဲ့လိုဝင်လာချိန်မှာလေးနေတာနော်ဒါတော့ပေါ့နော်ဒီကဒီရဲ့ design တစ်တည်းချင်းနေ အဲ့ဒီအရေရောပေါ့နော်ဒါကတော့အမှန်တမ်းပြောရင်ဒိုးဒိုးကိုစတုံးမှာပြက်လိုက်တာပဲအဓိကဒီကပဝါရဲ့ကပတ်ကလေးရဲ့အဆက်အလက်အဓိကရွှေအသားပေးပေါ့နော်ချိန်နဲ့ပြုလုပ်ထားတဲ့ဗရက်တွေအိတ်တွေအဲဒီလက်ကပ်တွေဆဝါတွေပေါ့ဒါတော့သဘောကျပါတယ်ဒီခါမှဒီလိုအဆောင်မဝတ်ဘူးတော့လေဒီရောအိတ်ကလေးပုံစံမျိုးလေးလှုပ်ထားဆိုလဲအရန်ဓာပွေးဓာစီပြလိုက်မယ် ဒီဟာလေးပေါ့နော်ဒါလေးဆိုရင်ပေါ့ပေါ့ပါပါလေးနဲ့ပေါ့မရှိဘူးငါပြည့်ထည့်လို့ပေါ့ပေါ့ပါပါလေးနဲ့ပေါ့အဲ့လိုမျိုးကြိုက်လို့ရလားမရှိထည့်လို့ရလားမရှိထည့်လို့ရတယ်အေးမဆိုင်နေတူတယ်နော်ငါလည်းတတိလေးပဲကြိုက်တယ်တတိလေးပဲကြိုက်တယ်တတိလေးပဲကြိုက်တယ်ဒီဟာလေးလည်းဝင်သွားပြီဟုတ်ကဲ့ ဒီခုနကလေးလည်းဝဲသွားပြီဝဲသွားပြီလားအဲ့လိုကြားဝဲသွားပြီခွေးဝါရဲဆိုလည်းဝဲသွားဒီနေ့စိတ်တိတ်ကိုရောင်းရတယ်စိတ်ကိုရောင်းရပါတယ်အန်ဒီတို့အဓိကလည်းဒီလိုရွှေရည်သွေးကိုအဓိကကောင်းတာရွှေရည်သွေးပိုင်းမှာအန်ဒီတို့အာမခံချက်ပြင်းနေရောင်းနေရွှေရည်သွေးဆိုတာဝဲလိုက်တဲ့ခါကျကြာသွားရင်ရွှေရည်သွေးကမြဲနေမပြောင်းလဲကောင်းနေတယ်အဲ့ဒါနာမည်ကပို့ပို့ရအန်ဒီတို့ရွှေဝဲပြင်ရွှေရောင်းမပြောင်းဘူးရွှေရည်သွေးကောင်းနေဆိုပြီးတော့ဒီရွှေရည်သွေးကိုတော့အဓိကထားတာပဲဟိုမန်းညိုစေးရဲ့ ာထုံးစံမှုဒါခိုင်လို့ရောင်းတာပေါ့ဒါခိုင်လို့ဆိုတော့အမခုနှစ်ရာခိုင်လို့ဆိုအခုဆိုရင်လက်ချိန်ပဲပြန်ရောင်းရောင်းပေါ့7%မရှုံးပါခုနှစ်ရာတွင်အသာချက်ကပစ္စည်းပြန်လဲမယ်ဆိုရင်ရောင်းတဲ့ခါအတင်ပေးကြမှာပြန်မဲလဲလေဘယ်နှနည်းနေမှလဲလဲဒီပစ္စည်းရောင်းတဲ့ခါမရှုံးဘူးအဲ့ကကြတော့ငွေစုတဲ့လူကအရှင်ကြီးပြီးတော့ကျတော့ရွှေရင်လဲကောင်းတဲ့ခါကျတော့စိတ်ချမ်းသာတော့အန်တီတို့ဘယ်သူကြီးကအဓိကတော့ရွှေသေးကောင်းမှုပြီးတော့အရှုံးသက်သာလို့ အဲ့ဒီအားပေးကြတာဖြစ်ပါတယ်လက်ဆောင်ကံကြောင်းနဲ့ကုန်ပြည့်လို့ဆင်းရဲပြီပါဦးခင်ဗျာတီးရွှေနဲ့ဆင်ရွှေနာဆိုင်ညသုံးဆက်ပြနေပြီးတော့အဲ့ဒီရွက်သားပေါ့နော်သားကနေပြီးတော့ဆွေစင်မျိုးဆက်ခေဆက်ဆက်အမေမှုတွေကိုသင်သိနိုင်ပါစေရှင်ဝယ်ပြုတ်နေတဲ့သူတွေလည်းရွှေတွေ ဆိုပါပြီးတော့ပို့ပြီးတော့ချမ်းသာတော့ပါအချမ်းမှာကြပါစေကြောင်းပြပါရဲ့ဟုတ်ဒီရွှေစီမှာဆိုရှယ်မှာဆိုင်ဒီကနေ့ကအမေတို့ကပါစေပြီးတော့ဒီကနေ့ကလည်းအဟိုဘယ်လိုလဲအမေဒီဇိုင်းဆိုင်တွေအများကြီးထုတ်လုပ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဒီရှင်ဆွေဆိုင်ကြီးဒီထက်မကအောင်မြင်ပြီးတော့ဒီလိုပဲကြိတ်ကြိတ်တို့အမြဲအားပေးကြပါစေစတော့ပြပါရှင်။အနှစ်30ရာနေစပြီးတော့ နှစ်တရာတိုင်းကြီးပွားတော့တဲ့အောင်မြင်ပါစေလို့ဆန္ဒပြုပါတယ်ရှင်။တင်းရှင်းတင်းရှင်းပါရင်ထပ်ကအောင်မြင်ပြီးတော့စိုက်ဝဲနဲ့အများကြီးဖြစ်နိုင်ပါမယ်။စစ်စစ်လေးနဲ့383ကိုကြားဘမ်းမြူစင်ဘမ်းမြူခမ်းမအောင်စိုင်မက်ခွန်အဲ့တော့ဒီလိုစိုင်စားဖွင့်နေစိုင်မက်စိုင်မက်တစ်ပေါ့စိုင်မက်နှစ်ကကြတော့အခုဒီပွဲလုပ်တဲ့စိုင်ပေါ့စစ်စစ်လေး340ကြား Rambo Hotel နဲ့ကရင်ကအာစိုင်မက်နှစ်ဆိုင်မဲ့တော့ကြတော့ဒါနဲ့မင်းချင်းဆိုင်ရ ။သူကတော့စိန်တို့ပလက်တီနမ်တို့15ပဲရို့ခောက်ရွှေတို့ပြည်တန်ရောင်းတာပေါ့။ဒီဆိုင်မှာတော့အခုဒီပွဲလုပ်တဲ့ဆိုင်မှာတော့အဓိကရွှေရင်းကားရင်လို့ရောင်းမယ်။ဆိုင်မက်၄ကြတော့သူက83လမ်း33အိမ်တောင်း။သူကတော့ဖွင့်တာနှစ်နှစ်ပဲရှိသေးတယ်။အဲ့မှာတော့ဆိုင်မက်လေးပေါ့။ကိုယ်ယူအောင်မြင်နေကြအောင်ဘက်ကကနေပြီးတော့ဘိုင်းကိုကူညီပေးတယ်။ဒီအောင်ချင်းဒီလိုင်းကိုအန်ဒီကအများကြီးကျေးဇူးတင်နေကြအောင်ပြောကြနေမှာလေ 一家人共同努力，勤奋不劳动，贫穷且苦的农民多。农民说的，还是咱们农民说的，农民说的建设兵的道理怎么样？